ပြောနေတာ necklace လုံးဝအော်ငါနဲ့လည်းတူးလေငါငါအနေထားငါပြောစရာမလိုဆိုနေခဲ့ဟမ်ပထမမပြောနေတာ necklace လုံးဝအော်ငါနဲ့လည်းတူးလေငါငါအနေထားငါပြောစရာမလိုဆိုနေခဲ့ဒါရွှေပဲထားလိုက်တော့တပစ္စည်းက90ကြောင်နဲ့ရွှေနဲ့90တန်းတယ်အဲ့မှာအယောက်အတွက်လက်ခတွေနဲ့ကြောက်ဖိုးတွေတို့80လောက်စားလိုက်80လောက်ရောင်းတယ် 50တန်းတော့အမြဲတမ်း80တို့ဒါအနိုင်ဆုံးတော့50တန်းတော့သူတို့100ရောင်းရင်လည်းရောင်းမယ်150ရောင်းရင်လည်းရောင်းမြန်မာပြည်ကတချို့လူတွေကဈေးကြီးမှလည်းဝယ်တာတဘောပေါက်လာအဲ့တော့ဒီဟာကို50တန်းကိုသူက80ရောင်းပလိုက်တာ90ရောင်းပြီးသွားတဲ့အခါကျတော့အမှန်တည်း20မြတ်လာပြီအဲ့တော့နောက်ပစ္စည်းတစ်ခုကိုထပ်ဝယ်ပြီးတော့ရှင်တို့ရှိရပတ်စံကို အတိုးမပေးဘဲနဲ့ အလကားယူသွားတာပဲသူတို့ကနောက်ထပ်အဲ့ဒါနဲ့စင်ပွားစင်ပွားစင်ပွားသူတို့က MLN ထက်စိုးတယ်ရှင်တို့ကတော့ဒီပစ္စည်းဥပမာ50 50တန်းကိုရှင်တို့က80ရောင်းလိုက်တယ်သူက30မြတ်သွားတယ်30တန်းပြန်ယူတယ်30တန်းကိုပြန်ရောင်းတယ်အဲ့တော့ရှင်တို့ကလာရောင်းလဲငါတို့ကတော့အာဘောအရင်တိုက်ပါပဲဘာဖြစ်လဲဝေ့ရလဲအမြက်ပဲရှင်တို့ရှုံးနေတာအဲ့ဒီမှာဟုတ်ပြီနော်ဘလောက်ဈေးတက်တက်တက်ရှင်တို့သွားရောင်းကြည့် တက်စင်းနေရတော့ရတော့ရတယ်ဆိုပေမဲ့အပြည့်အဝမရဘူးဟူရှော့ဒီရှော့ဒီဖြတ်ဟူရှော့နဲ့တိတယ်အဲ့လိုရှိတာပဲအဲ့တော့ဒီလိုမျိုးကြပြောတာပဲဒီနိုင်ငံမှာရွှေရောင်းတဲ့သူတွေရှိတယ်ဆိုပေမဲ့အဲ့လောက်ကြီးချင်းဟုတ်တော့နောက်ပိုင်းက fancy လေးတွေ 24k လောက်ပဲဝတ်တော်တယ်တကယ် high end brand တွေပဲရှိတော့တာပေါ့အမ tiff နောက်ကတ Tiffany Co တို့တည်ရမလား Bulgari ဆိုအများကြီးပဲအများကြီးပဲဒီမှာဆိုလို့ရှိရင်တကယ် high end brand တွေပဲရှိတော့တာဒီတိုင်းရွှေဆိုင်ရမရှိတော့ဘူးရွှေဝတ်တဲ့သူတွေကလည်းတော့အဖွားကြီးတွေလောက်ပဲရှိတော့တာတော့အူလေးကြီးလောက်ပဲရှိတော့တယ်ဟိုရခင်ခက်ကအခုခေတ်ကိုရီးယားမှာရှိတဲ့လူတွေမွတ်တောင်နောက်ပိုင်းကျရင်မြန်မာပြည်လည်းအဲ့လိုမျိုးဖြစ်လာမှာပဲထိုင်းလည်းအဲ့လိုမျိုးပဲဖြစ်နေတာပဲတကယ် high end brand တွေပဲဝင်လာပြီရွှေဆိုင်တွေကအဲ့လိုမဟုတ်တော့ အဲမြန်မာပြည်ကအဲ့လိုမျိုးတွေဖြစ်နေတာ။ဥပမာတရားတန်ကိုလည်း200ရောင်းပလိုက်တယ်။တရားတန်ကိုလည်း200သူကသူတို့ brand branded လို့တော့ branded လည်းမဟုတ်ဘူး။200ရောင်းပလိုက်တယ်။အဲ့တော့ဒီပစ္စည်းတရားတန်ကို200ရောင်းရင်သူတရားမြတ်သွားပြီ။ရှင်တို့ရှိရပတ်စံတရားကိုအတုံးမပေးဘဲနဲ့ဘာလို့ပြလိုက်တာလဲယူပြလိုက်တာပဲအဲ့တော့အဲ့ဒီတရားနဲ့သူကပစ္စည်းကိုထပ်လုပ်လိုက်ပြီးထက်ရောက်နေတာစင်ပွားစနစ်အမလန်ထက်ဆိုးတယ်လို့ကျွန်မပြောတာဒါပေမဲ့လည်းရှင်တို့ကရအာ အမြက်ပဲဝေးရအမြက်ပဲပြန်ပြီးတော့ရောင်းလေဒီစည်းပဲပြန်ရသူကရှင်တို့ပတ်စံနဲ့ပါဖြစ်သွားလေအစင်ပွားစင်ပွားလုတ်ပလိုက်ပြီမအကြောင်းမလို့မြက်တာပေါ့ဒါကြောင့်မလို့ရွှေဆိုင်တွေကတုံးလေးနှစ်လောက်နဲ့ပါဖြစ်တာအောင်တထေးဖြစ်တာပေါ့ဒါကြောင့်မလို့လမ်းဘေးမှာဖွင့်နေတဲ့ကုံစုံကန်လည်းရွှေရောင်းနေရအောင်ရွှေဝဲတဲ့သူတွေအောင်ရွှေချောင်းနားလိုက်လို့တာရောင်းနေတဲ့သူတွေတောင်တချို့လူတွေမသိတဲ့လူအများကြီးပဲမှန်ကန်ပါတယ်လို့ပြောတဲ့သူတွေအားလုံးကခိခော့ မသိလို့မဟုတ်ဘူးသိတယ်။ဒါကြောင့်မြမပြည်မှာနောက်ပိုင်းရွှေမလို့တော့ဒါတော့မှတမင်တကာရွှေမပြေတာတွေရောရွှေခိုးတာတွေရောအော်တိုက်ကြောက်လည်းမတွေ့ဘူးလားဒီတိုင်းပဲကျမမပြောချင်လို့လူဆိုတော့ကိုเจ้าကိုကိုတိဖို့ပဲ ါကြောင့်မလို့ဟိုကျမတို့တိုက်တွန်းချင်တာနောက်တစ်ချိန်မှာပညာတတ်တွေတကယ့်ကိုမှတိုင်းပြည်ချစ်တဲ့သူတွေပေါ့နိုင်ငံရေးထဲမှာပါဝင်တဲ့နဲ့ဥပဒေကိုကောင်းကောင်းလုပ်တဲ့နဲ့ဥပဒေနဲ့ခင်ချုပ်ရမှာတတ်လိုက်ရပြီးတော့ဥပဒေကောင်းကောင်းလုပ်ရမယ်ပြီးတဲ့အခါကျရင်ပြည်သူတွေလှူထားတဲ့ပတ်စံတွေကိုလည်းပြန်စစ်ဆေးရမယ်ခိုးထားတဲ့သူတွေဆိုလည်းခိုးထားတဲ့သူတွေအလျောက်ပါလုပ်ရမယ်ထောင်ထဲထည့်ရမယ် အခုလိုင်းပေါ်မှာတွေ့ဦးလား NUG ခိုးရဲဘသူခိုးရဲဘသူခိုးရဲအဲကျမဆိုလဲအလူငွေအလူငွေတလအတနှစ်ကောက်တယ်ခိုးရဲအေးကျမတော့တေချပြရမှာကျမတော့ဒီချက်မှမခိုးထားတဲ့အတွက်ကျမတေချပြရမှာအကျမလူလိုက်တဲ့လူတွေအလုံးလားအသက်ချရှင်ချရှိတယ်ကျမအကောင့်တွေကိုထုချပေးမယ်လဲကျမအကောင့်တွေကိုထုချပေးမယ်လဲကျမစီက transaction တွေအကုန်ရှိတယ်2021ဟာတွေအလုံးကျမပြန်ထုတ်မှာ ကိုဗစ်ကာလမှာလမ်းဘေးထိဆိုင်လေးဖွင့်ရကနေ၅နှစ်တွင်ကြီးကြီးတဲ့ချမ်းသာလာတဲ့တတိမကြီးဖြစ်လာပြီးကာလောက်ကောက်ကိုစုံပေါ်တော်မီဒေါက်တော်လေးဟာတကယ်ပဲလေးစားထိုက်တဲ့အမျိုးသမီးဖြစ်နေလားဒါမှမဟုတ်ဒုံးရွှေကိုရောင်းပြီးတော့ချမ်းသာလာတာလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ဒေါက်တော်လေးကနေနေငယ်တွင်မှလမ်းဘေးထိရောက်နေဘဝကနေရွှေဆိုင်ခွဲတွေကားလုပ်ငန်းတွေကိုတယောက်တည်းဥဆောင်နေတဲ့အတွင်အောင်မြင်လာခဲ့သူတယောက်ဖြစ်တာကြောင့်အမျိုးသမီးတွေကတော့သူ့ကိုအားကြနေကြပါရဲ့ကျောင်းသူဘဝကနေဒီလိုအဆင်ပြေတဲ့ဘဝကိုရောက်လာတဲ့ ဒေါက်တော်လေးဟာကားရီကိုလိုက်လွင့်ပြီးတော့ရောင်းနိုင်တဲ့ဒီအောင်မြင်နေပြီးနိုင်ပိုင်းတွင်လည်းရောင်းထွက်နေပါတယ်ဒေါက်တော်လေးရောင်းတဲ့ကားကိုစီးကျင်လို့စီးလက်ဆကားကိုရောင်းပြီးသူစီလာဝဲတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့သူရောင်းတဲ့ကားတွေကတော့ကားဟောင်းတွေကိုပြုတ်ပြင်ပြီးတော့ဈေးတင်ရောင်းနေတာဖြစ်ကြောင်းဆွဆွဲခံနေရပါတယ်ဒေါက်တော်လေးကလမ်းဘေးမှာအထည်ရောင်းရာကနေ ရှီရောကကိုကုလာခဲ့ပါရင်တနခါပကွက်ကြားလေးပြီးတော့လက်ခုပ်တီးပြီးတော့ရောင်းတဲ့ပုံစံကြောင့်တတိထားမိလာကြပြီးရွှေဆိုင်ခွဲတွေဖွင့်လာနိုင်ခဲ့ပါရင်ဒါပေမဲ့သူရောင်းတဲ့ရွှေတွေကဒုံးရွှေတွေဖြစ်နေလို့အရှောင်းတွေပြဲသွားတယ်ဆိုပြီးတော့တတင်းတွေလည်းထွက်လာပါသေးတယ်။ဒေါ်လေးကလူတိုင်းကိုကားစီးစေချင်တာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကနေရှော့ခံပေးကာယံပေးနေတာပါလို့ပြောထားပါရင်ဒါပေမဲ့ကားလောကထဲမှာကြမ်းကျင်သူတွေရဲ့ပြောစကားအရဒုံးဒုံးလေးဟာကားဆုပ်တွေကိုပြုတ်ပြင်ပြီးဈေးတင်ရောင်းနေရလို့ဆိုပါရင်ကားကိုကြည့်လိုက်တာနဲ့သိတယ်ကားလော ကားကဆရာကြီးတွေကတော့သူရောင်းတဲ့ကားချို့ဟာ ပက်လေနေဖြုတ်ရာတွေဒါမကနောက်ဆေးကလည်းဘလက်ဘွားဖြစ်နေရလို့အညွန့်ပေးလာကြပါရင်လူတိုင်းကဆင်းနေရမယ်ဆိုတဲ့စံပုံနဲ့ကြိုးစားနေတဲ့ဒေါ်တော်လေးကတော့သူ့ပြူထဲမှာအရန်အပြင်းတွေပဲမိနောက်ွယ်မှာတော့ဝေဖန်သူတွေကိုရှာနေသူပါကားဟောင်းတွေကိုပြုပြင်ပြီးတော့ဈေးတင်ရောက်လာကြောင်းချမ်းသာလာလာလားဆိုတာမေးစရာဖြစ်နေပြီးသူ့ထံမှာရွှေဝယ်ဘူးသူတွေကလည်းအရှာပြေသွားတဲ့ရွှေတွေကိုပိုက်ခါနောင်တရနေရလို့ဆိုပါရင်ရွှေရမဝတ်ချင်ရင်တင်ထားလို့ရပါပဲလေကားဟောင်းတွေကိုပြုပြင်ပြီးတော့ရောင်းရင်တော့လူသက်နဲ့နေတာကြောင့်ဒေါ်တော်လေးကိုပြော ောက်ဆိုသူတွေလည်းများလာပါတယ်